ဘက်ခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုတော့မတရားသောသူမဖြစ်စေနဲ့ဆိုတော့ခေါင်းစဉ်လေးနဲ့ဒီနေ့ကျွန်တော်အတူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့38ခုမြောက်သောစာလံပိုင်းငယ်14မှာတစ်ချက်တွေ့ရတာမတရားသောသူသည်ဆင်းရဲငတ်မွတ်သောသူတို့ကိုလှေးချခြင်းက၎င်းဒီပိုင်းလေးကိုအရင်ဆုံးဆင်ခြင်ဖို့အတွက်ပေါ့နော် ဆိုမတရားတဲ့သူဆိုတော့ဒါတရားမျှတခြင်းမရှိတာကိုပြောတာပေါ့အော်သိတာပါတယ်နော်ကျွန်တော်တို့ဒါတွေကိုနားလဲပါတယ်သဘောပေါက်ပါတယ်သူကချိန်ခွင်တစ်ခုပေါ့ဆိုတော့ဆိုတော့စစ်မှန်နေဆိုလို့ရှိရင်ဒီချိန်ခွင်ရှာအလဲမှာရှိမယ်ဒီဘက်မှာတပိတ်တာဆိုလို့ရှိရင်လေဒီဘက်မှာအသားပဲဖြစ်ငါးပဲဖြစ်အရာဝတ္ထုပေါ့နော်ဒါလေးဦးလေး တပိတ်တာအပြည့်အဝဒါချိန်ပြီးတော့မှဒါဒါဒါမြတ်တာလေလို့ပြောချင်တာဘူးပဲဒီပဲမြတ်တာအခုကမမြတ်တာဘူးဆိုတာသူအမျက်ကြီးစားလုပ်တဲ့သူဒါမျိုးဖြစ်မယ်ဆိုတော့ဒါဟိုကြောက်မျိုးသမီးနဲ့ကိုရီးယားကားတွေကြည့်နေဆိုလို့ရှိရင်ဒါလေးတွေတွေ့ရအော်ဒါတိုးမှာဘောနောသူတို့နိုင်ငံရဲ့တိုးမှာအလေလုပ်တဲ့သူတွေအဲပြီးတော့ ီလိုပဲလက်လုတ်လက်စားတွေရှိတာအောင်နော်ကိုရီးယားနိုင်ငံမှာလည်းဆိုတော့လက်လုတ်လက်စားတွေသွားနေတဲ့သူတွေကိုဒါစီးပွားရေးလုပ်ငန်းရှင်တွေကဝင်လာပြီးတော့မှအတူကအဲဒီမှာသူတို့ဒီလုပ်နေတဲ့ညီွက်ပဲဖြစ်ဖြစ်ဒါတွေကိုယူမယ်ပြီးတော့မှပတ်စံပေးမယ်ဆိုပြီးတော့မက်လုံးပေးလိုက်တာဟာအဲ့မှာပတ်စံအများကြီးရတယ်ဆိုတော့ဒီလက်လုတ်လက်စားသမားတွေကဟိုအပ်လိုက်နော်အပ်လိုက်ပြီးတော့မှနောက်ကြတော့လက်မှတ်တွေထိုးခိုင်းတာ ဆိုတော့စာချုပ်စာတန်းတွေလည်းတိချာနားမလည်ဘူးပေါ့နော်အဲ့ခါမှာခုနပြောသလိုအကုန်လုံးပါဖြစ်သွားလဲဆိုလို့ရှိရင်အတိန်သွားပြီးတော့မှနောက်ဥပဒေလည်းနားမလည်တဲ့အခါမှာတရားရုံးမှာရင်ဆိုင်တဲ့အခါမှာလေရှုံးသွားတယ်။အားအိမ်မှာဘဝကြီးပြတ်ကြတာပေါ့လေနော်အဲ့ဒီကနေမှပြန်ပြီးတော့မှကျိုးစားလာတာဒါကကိုရီးယားကားတွေမှာချစ်တက်တဲ့အဲဒီဇလန်ဇက်အိမ်လေးတွေလောက်ထားတာဒါလေရှိလားဆိုတော့တကယ်ရှိတာပဲဗျ။နော်ဒါဆိုတော့ဒီမှာ နှုတ်ဘတ်တော်ပြောထားတာကြတော့ဆိုတော့စင်ရင်ငတ်မှုတော်သူတို့ကိုလှေးခြင်းက၎င်းဆိုတော့အခုလေဒါတရုတ်ပြည်မှာတချို့တွေဒါကျွန်တော်ကြားရတဲ့တင်းမှာဖတ်ကြည့်ရခါမှာဆိုတော့ဒီအချိန်ကလူရန်းစားတွေကသူတို့ရဲ့ဟိုချွေးနေစာနဲ့လောက်ကင်ဆောင်ရထားတဲ့ဥစ္စာလေးသူတို့ယင်းနှမြုံနေထားတယ် ဆိုကုမ္ပဏီတွေမှာပဲတချို့ကလည်းအစိုးရစီမှာဒါပေမဲ့အခုတို့စီးပွားရေးချက်တေးသွားတဲ့အခါမှာဆိုတော့အဲ့ဒါတို့ရဲ့ဒီရတဲ့ရထိုက်တဲ့ဥစ္စာတွေပြန်မပြီးတော့ဘူးဆိုမှာလုတ်လိုက်တာဒါပါလဲဆိုလို့ရှိရင်တရားမျှတခြင်းမရှိဘူးပေါ့နော်ဆိုတော့ဒီစင်းရဲသားတွေကိုဘာလုတ်လိုက်တာလဲဆိုလို့ရှိရင်လှဲချပလိုက်တာအဲ့ဒါကိုတွေ့ရတယ်ဆိုတော့အဲ့ကမှာကျွန်တော်ဘာကိုဆင်ခြင်မိလဲဆိုတော့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ဒီလိုလှုပ်ခဲတာတွေရှိလားဆိုတော့ ဆိုရှိခဲ့ဘူးလေလို့ပြန်ပြီးဆင်ချင်းဟိုဝန်ခံရမှာပဲပေါ့ဥမာကျွန်တော်တို့ညီလေးတွေဆိုတော့အိမ်မှာခေါ်ပြီးတော့မှအာခိုင်းနေမခိုင်းနေသူရှင်တခါကြီးတလို့ရှင်ပြင်ပန်းပြီးတော့မှသူတို့တွေလောက်ရတယ်ကိုမလောက်နိုင်ဘူးချို့လောက်တယ်ဆိုလို့ရှင်ပြင်မမမန်းလောက်ရဒါပေမဲ့အာသူတို့ကိုကျွန်တော်ပြီးလိုက်တဲ့အဖိုးခါကနင်းနေတက်တယ်ဘောနောနင်းနေတက်တယ်ဆိုပေမဲ့ဦးတလောက်ပဲထားလိုက်တော့မယ်ဆိုပြီးမှ ကိုယ့်ရဲ့အကျိုးအမြတ်အတွက်ကိုကြည့်ပြီးတော့မှလုပ်တဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတာပေါ့နောက်ပြီးတော့မှဈေးဝယ်တွေဆိုလို့ရှိရင်လည်းတချို့တွေကဒါသူကဟိုဒီနေ့ရင်းနေပေါ့နော်ဒီနေ့ရင်းနေဆိုတော့နောက်နေ့ကြလို့ရှိရင်ဒါဒီဒီနေ့မြတ်တဲ့အမြတ်ကနောက်နေ့သူတို့စောက်ဝင်ရေးဖြည့်ရှင်းတဲ့ကိစ္စမျိုးလေးဖြစ်နိုင်တယ်အဲ့ဒီမှာကျွန်တော်တို့ကဟိုဈေးတွေကိုစစ်တာပေါ့ဗျာသိမလားဒီလိုပေးနိုင်ရတဲ့အချင်းကပါနေတော့စစ်တဲ့ဥစ္စာလေးတွေကလည်းပါလာတယ်ဟို ကျွန်တော်တို့ကိုယ်တိုင်ကလည်းလေနော်ဒီလိုမျိုးစီစစ်ပြီးတုံးရတဲ့အခြေအနေမျိုးဆိုတော့ဟိုဆက်တာကလည်းဝါသနာပါနေတယ်ဆိုတော့ခါကြတော့အော်သူတို့လည်းဒါရင်းနှီးလုပ်ကင်စားတော့တယ်ဟုတ်ပါတယ်ဒါပေမဲ့ဟိုအရင်အမျက်မတင်ထားဘူးဆိုလို့ရှိရင်ဒါဟိုငါဒီလိုမျိုးမတရားလုပ်နေဒီလိုမျိုးဖြစ်သလားပေါ့နော်ဒါလေးပြန်ပြီးတော့မှစဉ်းစားဆင်ခြင်မိတယ်ဆိုတော့ကျွန်းအသက်တာထဲမှာအဲ့လိုမတရားတဲ့သူတော့ဖြစ်လို့မရဘူးဗျ။ဘာကြောင့်လဲဆိုကျွန်တော်အแทမှာ အာတန်ရှင်တော်ဝိညာဉ်တော်ဆိုတော့ဖခင်ရဲ့ဝိညာဉ်ရှိရဲ့ခါမှာဆိုကျွန်တော်တို့တွေးလိုက်တဲ့အရာကျွန်တော်တို့ပြောလိုက်တဲ့အရာကျွန်တော်တို့ဆက်ဆံပြုမှုလိုက်တဲ့အရာကျွန်တော်တို့ဒီအတွင်းနှလုံးသားနဲ့ဆက်နေတယ်ဆိုကျွန်တော်တို့အော်တာပါစိတ်လို့ခေါ်တဲ့အတွင်းနှလုံးသားမှာဖခင်ရဲ့ဝိညာဉ်ဟာအသက်ပြုမြင်ခြင်းခံထားရတဲ့ခါမှာကျွန်တော်တို့ပြောဆိုလိုက်တဲ့အရာကျွန်တော်တို့စိတ်ထားပြီးတော့မှပြောလိုက်တဲ့အရာကျွန်တော်တို့ပြောဆိုပြီးဆက်ဆံလိုက်တဲ့အရာကတရားမြတ်တာမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်အထင်းမှာ ဝိညာဉ်တော်ကတောက်တတိပေးတဲ့အခါမှာကျွန်တော်ဝန်နေသွားတယ်ဆိုတော့အဲ့အရာကိုကျွန်တော်တို့ကဘာလို့ရမှာဆိုလို့ရှိရင်တတိထားရဖမ်းမိတဲ့ရဆိုတော့သူတို့တွေကဘုရားသခင်ဖန်ဆင်းထားတဲ့လူတွေပဲဖြစ်တယ်ဆိုသူတို့ပုံမှာကျွန်တော်ဘာလို့ရမှာဆိုကိုချင်းစာတရားနဲ့ပေါင်းသင်ဆက်ဆံရမယ်ဒါလေးကိုကျွန်တော်ဆင်ခြင်မိပါတယ်ဒါပေမဲ့မတရားသောသူကတော့ဒီလိုပဲလုပ်မယ်ဆင်းရဲတဲ့သူငတ်မွတ်တဲ့သူတွေကိုလှဲချပြင်မယ် ဒုက္ခရောက်နေပါတယ်ဘလို့မှလုံလို့မရပါဘူးဆိုတော့ဟိုကုရမဲ့ကေရမဲ့သူမျိုးကတော့ဘလို့ပလန့်မလဲဆိုလို့ရှင်ထပ်ပြီးတော့မှလှေးချပလိုက်မယ်ပူပြီးနစ်နာသွားမယ်အချိန်မျိုးလုတ်တက်တယ်ဆိုတာဒါကျွန်တော်တို့ဒီနှုတ်ဘက်တော်အပြင်ဆင်ကျင်ရတယ်ပေါ့နော်ဆိုတော့ဒါကိုပထမချက်နေနဲ့ကျွန်တော်တို့အော်သုံးသပ်မိတယ်ဒါပေမဲ့အရေးကြီးတာကျွန်တော်တို့ကိုယ်တိုင်ကမတရားတဲ့သူမဖြစ်ဖို့ကပို့ပြီးတော့မှ အရေးကြီးပါတယ်နော်နောက်တစ်ခုကကြတော့အဲ့မတရားတဲ့သူကဘာလုပ်လဲဆိုလို့ရှိရင်တဲ့ဖြောင့်မတ်စွာကျင့်တော်သူတို့ကိုတတ်ချင်းက၎င်းဒါကိုထုတ်လျက်လေးကိုတင်လျက်နေတတ်ကြ၏အဲ့ကြောင့်လည်းပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်လာဒီမတရားတဲ့သူရဲ့လှုပ်ဆောင်လေးကဖြောင့်မတ်သောသူကိုဆိုတာတော့ကသူကမတရားစွာနဲ့အသက်ရှင်နေတာဒါပေမဲ့ ဖြောင်းဖြောင်းမမတ်နဲ့လောက်ကင်နေတဲ့သူသူ ਨੇ တွေ့တာလေဖြစ်ကောင်းဖြစ်နေနေသူရဲ့ဒီဘက်ကဖြောင်းမတ်တဲ့သူကလှုပ်ဆောင်တဲ့အရာကဖြောင်းမတ်စွာပေါ်လာတဲ့အခါမှာသူရဲ့မတရားတဲ့အရာကြီးကပုံပြီးထင်ရှားသွားအောင်အဲ့ဒီခါကျတော့အဲ့ဒီဖြောင်းမတ်တဲ့သူကိုတဲ့သူဘာလို့ဖို့အထိဖြစ်လာလဲဆိုလို့ရှိရင်တပ်ဖို့အထိဖြစ်လာတယ်အဲ့ဒီအတွက်သူရဲ့ဓာတ်ကိုထုတ်တယ်ဒါဒါဒီဆာလန်ခစ်တုံးကတော့ဓာတ်ဆိုလက်နဲ့ပဲပေါ့သူရဲ့ဓာတ်ကိုထုတ်တယ် သူ့ရဲ့လေးမြားကိုတချိန်ဝင်ထားတယ်ဆိုတဲ့အခါမှာอืมဒါမျိုးကလည်းကျွန်တော်တို့သတိထားရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဟိုမတရားတဲ့သူပြုတ်တဲ့အရာကဖြောင့်မတ်တဲ့သူကပေါ်လာပြီးမှဖြောင့်မတ်စွာပြုတ်တဲ့အခါမှာသူ့ဟာကြီးကအဖြူမဲအရန်ကွေပြားသွားတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်နှုတ်ကပတ်တော်ထဲမှာဒါလေးကိုတွေ့ရပါတယ်အာဟတ်နဲ့ယောရှဖက်ပေါ့ ဆိုတော့ဒီကိရောအာဟတ်နဲ့ယောရှဖတ်ကဒီအီတီလျာအာတောင်ပိုင်းနဲ့မြောက်ပိုင်းရဲ့ရှင်ပြင်းဆိုတော့သူတို့နှစ်ယောက်ကဟိုဒီဒီတောင်ပိုင်းနဲ့မြောက်ပိုင်းကတုံတုံဟိုအဲ့လိုမဟာမိတ်ဖွဲ့တာမရှိဘူးဒါပေမဲ့အဲ့ခင်မာတော့ဆိုတော့ယောရှဖတ်ကသွားပြီးတော့မှအာဟတ်စီမှာသွားပြီးဟိုနေမဟာမိတ်ဖွဲ့တာကျွန်တော်ကညီကိုကြီးပဲဆိုတော့ကျွန်တော်အချင်းချင်းကတွေးစီကြရမှာပေါ့လို့ပြောတဲ့အခါမှာအဲ့တော့ ်ဒါကျွန်တော်တို့သိပြီးသားဇလံပါပဲအာဟက်ကဘာလုပ်လဲဆိုလို့ရှိရင်တကယ်တော့ယောရှုဘက်ကယူသားတယ်ဖြောက်မှတ်တယ်အာဟက်ကကျတော့သူဟိုကလင်ကစ်ကြတာအငါတို့စစ်သွားတိုက်မယ်စစ်သွားတိုက်တဲ့အချိန်မှာဟိုငါတို့ဝတ်စုံနေဝတ်တဲ့အခါမှာညီလေးမင်းကငါရဲ့ရှင်ပြန်ဝတ်စုံမင်းဝတ်ကွာငါတို့ယူယူစစ်သားလေးပုံစံမျိုးနဲ့ပဲငါဝတ်မယ် ဆိုပြီးတော့မှပြောတာဆိုတော့တဖက်ရန်သူကလာတိုက်တဲ့အချိန်မှာတီးကြတယ်ဘာဝဲရွေးပြီးတိုက်တာလဲဆိုလို့ရှိရင်အဲ့ဒီလိုအခုနပြောရအရာရှိအရာခံတွေပြီးတော့မှရှင်ပြင်းကိုပဲရွေးပြီးတော့မှတိုက်တယ်ဆိုတော့သိထားတယ်အဲ့ဒါသဘောဖြောင်းနေအာဒါမှန်ကန်နဲ့ရောရှဖက်ကဘာလုပ်လဲဆိုလို့ရှိရင်သူကဒါဒီလိုပဲသွားမယ်ပေါ့နော်ဒီလိုပဲသွားမယ်ဆိုပြီးတော့မှလက်ခံလိုက်တာ ဆိုအဲ့ဒီမှာဟိုတူချုံပြောလို့ရှိရင်ကျွန်တော်သိပါတယ်ဆိုမတရားဆိုတာလုပ်တဲ့အာဟတ်ကတဲ့မရည်ရွယ်ဘဲနဲ့ပြစ်လိုက်တဲ့မြားသူ့လာပြီးတော့မှထိတဲ့အခါမှာသူအရန်ခံစားရပြီးတော့မှနာကျင်တယ်ဒီဘက်မှာယောရှုဘက်ကရန်သူကလိုက်တာပဲဒါပေမဲ့ဒါကြိလိုက်တော့ဟာဒါအာဟတ်မဟုတ်ဘူးဘယ်သူကြီးလည်းမသိဘူးဒါဟန်ဆောင်ထားတာပြီးတော့ပြန်လှည့်သွားတာတဲ့ဟုတ်တာဘုရားသခင်ရဲ့ကြွယ်ကာမှုကလည်းရှိတယ်ဆိုတော့ တွေ့ရတယ်။ဆိုအိမ်မှာအဖြေလေးကဘာမှတော့တွေ့ရလဲဆိုတော့အငယ်15မှာသို့တော်လေသူတို့ဓာသည်သူတို့နှလုံးသွေးသို့ဝင်လိမ့်မည်သူတို့လေးတို့သည်လည်းကြိုးကြလိမ့်မည်ဒါကိုကျွန်တော်တို့ကောင်းကောင်းအော်ပြန်ဆင်ခြင်လို့ရတာပေါ့ဆိုတော့ခုနပြောတဲ့သူတို့ထုတ်တဲ့ဓာကသူတို့နှလုံးလေးပြန်ဝင်သွားတယ်ဆိုတာအဟက်က သူ့ရဲ့ဆင်ထားတဲ့ဒီမကောင်းတဲ့ကြံရွေထားတဲ့အရာကသူ့ကိုယ်တိုင်ပြန်ခံစားရတာသူ့စီကိုလေးရမယူရပဲပြစ်လိုက်တယ်မြားတဲ့တဲ့သူ့ရဲ့ရင်ထဲကိုထိုးဖောက်သွားတယ်ဆိုတော့တွေ့ရတယ်တည်တာပဲเนาะဒါတည်သွားတယ်ဆိုတော့တွေ့ရတယ်ဆိုတော့သူ့ရဲ့လေးဆိုတော့မှသူမတရားဆိုတာလုပ်တဲ့ဥစ္စာတွေကအကုန်လုံးအရာမထင်ပါဘူးဖြောက်မတဲ့သူသွားပြီးတော့မတရားလုပ်တဲ့ဥစ္စာကအရာမထင်ပါဘူးဆိုတဲ့ဥစ္စာလေးကို ြောပြရတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့ဒီနေ့ကျွန်တော်အသက်တာထဲမှာပဲကျွန်တော်တို့ဒီသခင်ယေရှုခရစ်တော်ကိုကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံလာတဲ့အခါမှာကျွန်တော်တို့ဘုရားဘယ်လိုပြောထားလဲဆိုလို့ရှိရင်ဖြောင့်မတ်တဲ့သူလို့ပြောတယ်။ဟုတ်တယ်လေးကဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ယောမအိုရာစာခန်းကြီး3ငွေ20နဲ့1မှာဒါလေးကျွန်တော်တွေ့ရပါတယ် ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ယုံကြည်သောသူအပေါင်းတို့အဖို့ဖြစ်၍ထိုသူအပေါင်းတို့ဘုသူရောက်သောဖခင်သခင်ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားခဲ့ပြီခြားနာခြင်းအလျင်မရှိဟုတ်သခင်ယေရှုကိုတည်ပါရှိပြီးယုံကြည်လက်ခံတဲ့သူဟာတဲ့ဖခင်ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်ထဲမှာရလိုက်တယ်အခုနကျွန်တော်ရှင်ကျင်သွားသလိုတန်ရှင်သောဝိညာဉ်တော်ကျွန်တော်ထဲကိုရောက်လာတဲ့အခါမှာ ကျွန်တော်တို့ကဖယားရဲ့ဖြောင့်မတ်ခြင်းနဲ့တူညီမှုတန်းနေလုံးဝမလျော့ဘူးဖယားရဲ့ဖြောင့်မတ်ခြင်းနဲ့ညီမျှတဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ထဲမှာဘယ်ဟာတက်ဆင်ပေးလိုက်တာဒါကြောင့်ကျွန်တော်တို့ကဒီမပြောင်းလဲခင်ခရစ်တော်မရခင်တက်တာတော့ကဒူးစရိုက်မတရားမှုတွေပြုတဲ့အခါမှာကျွန်တော်စိတ်ထဲမှာဘာမှခံစားမှုမရှိဘူးအပြော်ပြော်ကြီးလုပ်တယ်ကို့အကျိုးအတွက် ပဲကိုလောက်ကြ။အဲဒါပေမဲ့ဘုရားသခင်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကပြောင်းလဲသွားတဲ့အခါမှာအတွင်းထဲမှာတဒံတည့်ရသွားတဲ့အခါမှာတို့ဘာဖြစ်လာလဲဆိုလို့ရှိရင်ခုနဖြောင်းမက်စွာအသက်ရှင်တတ်ဖို့အတွက်ဘုရားရဲ့မဆာခြင်းကိုကျွန်တော်ခံလာရတယ်။ဒါကျေးဇူးတော်ပဲ။ဒါကြောင့်ကျွန်တော်တို့ကတည်ကြတယ်ဖြောင်းမက်တဲ့သူအဲ့ဒီလိုမတရားတဲ့သူကကျွန်တော်တို့ကိုအသေးသက်ဖို့အတွက်ကြံစီရဲ့အရာတွေကရှိလာနိုင်တယ်။ ဒါပေမဲ့ကျွန်တော်တို့ဒီကတိတို့ယူပြီးတော့မှကျွန်တော်တို့တက်တာထဲမှာအသက်ရှင်တတ်ဖို့လိုပါတယ်ဆိုတော့အဲ့ဒီမတရားတဲ့သူထုတ်တဲ့ဓာတ်ကသူ့ထဲကိုပြန်ပြီးတော့မှဝင်သွားလိမ့်မယ်သူချိန်ရတဲ့မြားကလည်းကျူးသွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကသာတကယ်ဖြတ်ဝတ်ချင်းနဲ့ဘုရားသခင်အလိုတော်နဲ့ညီအသက်ရှင်မယ်ဆိုလို့ရှိရင်ဒီအရာကျွန်တော်တို့ဘေးအပြတ်လာဖြစ်စရာကြောင်းမရှိဘူးဆိုတာကိုဒါလေးကိုစဉ်းကြည့်မိပါလား ဒါကြောင့်ပထမတစ်ချက်အနေနဲ့ကကျွန်တော်တို့ဒီမတရားတဲ့သူဖြစ်နေလားကျွန်တော်ပေါင်းတင်ဆက်ဆံစိတ်နေသဘောထားတဲ့အခါမှာငါသူတပားပေါ်ပြုမှုကြင့်ကြံနေတဲ့အရာကမတရားတဲ့သူများငါလုံနေလားသူတပားပေါ်မှာမမိသားစုပေါ်မှာငါမတရားတလူများဖြစ်နေသလားဆိုတော့ပြန်ပြီးစဉ်းစားဆင်ခြင်မှုလုပ်ပါတယ်ကြည့်ရအဲ့ဒီလူဖြစ်နေတယ်ဆိုကျွန်တော်ပြုပြင်ရမယ် ရားသခင်ကိုဆုတောင်းရမယ်ကျွန်တော်အသက်တာကိုကျွန်တော်ဆင်ခြင်ရမယ်ပြီးတော့မှလုံးဝပုံတည်ပြောင်းလဲလိုက်ဖို့ခရစ်တော်ရဲ့အာဒါပြုပြင်ပေးမယ်ရောက်ကျွန်တော်ဝန်ခံပြီးတော့မှတက်ရှင်ဖို့လုပ်ပါတယ်နောက်တစ်ချက်ကကျွန်တော်ဖြောင်းမဲ့ဆိုတာအသက်ရှင်နေဆိုလို့ရှိရင်လေမတရားတဲ့သူကကျွန်တော်မတရားမှုလာပြုမဲ့ရောက်ကျွန်တော်ကြောက်နေကြမလို့ပေါ့စိုးရင်နေကြမလို့ပေါ့ကိုယ့်ရဲ့ဖြောင်းဝတ်စွာအသက်ရှင်တဲ့အရာတိုင်းဆက်ပြီးတော့မှခရစ်တော်နဲ့တူ အသက်ရှင်မယ်ဆိုလို့ရှိရင်ဘုရားသခင်အဲ့ဒီအရာတွေကိုယ်ကထားပြီးတော့မှသူတို့ရဲ့မတရားမှုပြုခြင်းဟာသူတို့ကသူတို့ပြန်ပြီးတော့မှစီရင်ခြင်းခံသွားရမယ်ဆိုတဲ့အရာလေးကိုဒီနေ့ဆင်ခြင်ပြီးတော့မှနှလုံးသွင်းမှုတွေဖြစ်ပါတယ်အားလုံးပုံမှန်ဘုရားသခင်တရားကိုကြည်ပြပါစေ။